င်္ဂလာပါဒီနေ့ကတော့ရောသူတို့ရာတခြင်းကိုလေ့ကျင့်လို့ရအောင်အစားဆုံးအခေါက်ခြုံငုံပြီးတော့ပြီးရအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အချင်းတစ်ပုတ်ကိုချိန်ကတဲ့အခါမှာဟိုဒီကျွန်တော် one man keyboard တွေမှာကြာတော့ style ရေးကြည့်တယ်ပြီးတော့ voice တွေရေးကြည့်တယ်အဲ့တော့ style ဆိုတော့ကျွန်တော် style ဆိုတာဒီမှာဒါမျိုးတွေပေါ့ကျွန်တော်ကတော့ဒီ keyboard မှာဒီတခြင်းကိုဒါနဲ့သုံးမယ်ဒီခွင်းနဲ့သုံးမယ်တော့ချာချာလိုဟာမျိုးနဲ့လည်းတီးလို့ရတယ်မြူအောင်ဒါပေမဲ့ဒါလေးကရှင်းအောင်လို့ ဒါလေးနဲ့တီးပြမယ်ပြီးရင်လည်းရော့ချာချာလိုဟာမျိုးနဲ့တီးရင်လည်းဘလူတန်ထွက်လဲဆိုတာကိုတစ်ခေါက်ထပ်ပြီးတော့တီးပြရမယ်နော်အကြမ်းမြင့်လေးပေါ့အခုတော့အစားဆုံးတစ်ခေါက်တီးပြမယ် style ချိန်မယ် voice ကတော့ဒီမှာအတန်၈ခုမှတ်ထားတယ် guitar piano synth flute brass string guitar ဒီဒီက playing guitar ပေါ့နော်ဒါဒါ fan guitar ဒါ piano အဲ့တော့ကျွန်တော်ပြီးရင် listen ချိန်မယ်ဒါရဲ့တော့ keyboard အနည်းနေမှာပါပါပေါ့ကျွန်တော် Force 3လို့ဒီ keyboard model နှိမ့်ရဟာကြီးရရင်ကျွန်တော် style လက်ခလုတ်နှိမ့်မယ်နီးစပ်ဆုံး style တစ်ခုကိုယူရမှာပေါ့ keyboard တွေရဲ့တစ်ခုနဲ့တစ်ခုမတူတော့ number တွေတော့ကျွန်တော်အသေးစိတ်တော့မပြောပြအောင်ဒါပေမဲ့ keyboard ကိုတွေးလိုက်ရင်တော့ကျွန်တော်ဘာနဲ့တီးရမှာဆိုတော့ကျွန်တော်တန်ပြောပြနိုင်မယ်အဲ့တော့ကိုကြိုက်တဲ့ style ကြီးရပြီအဲ့ဖက်မှာထင်းတဲ့ဟာပေါ့အဲ့ဖက်မှာထင်းတဲ့ style ရပြီ voice တွေလည်း ready ဖြစ်ပြီ tempo ကလည်း120ထားမယ်အဲ့စ standard เนาะ ဆက်ပြီးနဲ့စမယ်။အဲ့မှာကျွန်တော်တို့ခုရှိတယ်။ကျွန်တော်ကြည့်လို့ကျတော့ဒီမှာရှိရကျူလေးပါတယ်။ဒီဘက်မှာကျူမပါတဲ့လူတွေကျတော့ဒီ step ဒီဘက်မှာ six step ဆိုတာရှိတယ်။ six step ကိုခေပြီးတော့ဒီလိုစ။ကျွန်တော်ကြတော့ဒါပါတဲ့တွေကဒါကိုကျူပေးလိုက်1 2 3နော်စမ်း drum နိုင်မကြိုက်ဘူးကြောင်းမယ် drum နဲ့။မပြောင်းလို့ရတယ်နော်။ဟိုခုမှာ keyboard model နဲ့ရင်တော့သူပေးတဲ့အတိုင်းပဲကြည့်လို့ရမှာပေါ့။ standard kit ကိုပြောင်းမယ်။ ်ဒါဆိုရင်မောင်ပြာအောင်ဆက်ပြီးမယ်နော်အခေါက်တီးရမယ်ဒါနဲ့မှတ်ထားပြီးတော့နောက်ပြီးနောက်အသေးသေးဗီဒီယိုဖိုင်တွေထပ်ရှင်းပြမယ်နော် ချို့နေရာလေးတွေမှာလည်းကွန့်တီးကြတာဟိုကြောင်သွားတယ်เนาะအဓိကဒီနှုတ်နဲ့ဒီတီးခွက်နဲ့ဟို quality ဖြစ်စေချင်လို့ဒီ video ကိုရိုက်ပို့ပေးရဖြစ်ပါတယ်အခုအသေးစိတ်ရှင်းလင်းတဲ့ video လာမယ်เนาะ